အားလုံးပဲတရားကျင့်လို့ဆရာကောင်းတဲ့နေ့ရက်လေးကိုပန်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကျမတို့မော်နီဂရိတ်တွေចောင်းသားចောင်းသူများကနေပထမဦးစွာစုမုံကောင်းတောင်းပေးလိုက်ပါရနော်။ဟုတ်ပြီ။အားလုံးပဲမင်္ဂလာပါ။အကြာရင်စားလိုက်ကြမယ်နော်။အဲ့တော့ညစီလို့ဆောင်နေတဲ့အော်လီထတေးတင်းလေးတွေကတကယ်တမ်းတင်းကိုပို့ပြီးတော့တော်လာအောင်ပို့ပြီးတော့အာယုံဆိုင်နိုင်လာအောင်အချိန်ကြီးကြာလိုက်ခါမှာဘယ်လိုလုပ်ပေးနိုင်မလဲလို့တွေးကြည့်ကြပါသလား။ အဲကျွန်တော်တို့ကညံကောင်းဖို့ဒါမှမဟုတ်အုံနောက်တူတတ်ဖို့ဆိုတာជីជីမမအာယုံစိုက်ထောက်ရမယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတေးဖွဲတဲ့ရိုရှင်နဲ့အလီထာရီတွေကជីမရဲ့တရားမှုရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောသွားပါမယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မှတ်ဉာဏ်ဖန်တီးနိုင်စွမ်းနဲ့မိမိကိုယ်ကိုသိရှိနားလည်စမ်းရည်တို့တလောင်းကုညီနိုင်မဲ့9 habits that make you smarter ဆိုရဲ့ကောင်းစင်နဲ့အတူ အလွယ်ကူဆုံးအလေးထားကိုခုကိုဝေးမြသွားမှာဖြစ်ပါတယ်။အာဒီအသေးစားပြောင်းလဲမှုတွေကဘလောက်ကြီးမားရဲ့ခြားနာမှုဖန်တီးပေးနိုင်စွမ်းရှိလဲဆိုတာကိုကိုယ်တိုင်လေ့ကျင့်ပြီးလေ့လာကြည့်ရအောင်နော်။ Now habit damage use matter ကောင်းစီအောင်မှာပါဝင်တဲ့ topic ကိုကိုကိုပြောပြသွားပါမယ်1 languages one point a week 2 memorize country capitals like constellation. For Russia reviews art movies in both. 5. Listen to iconic events. 6. Identify plants. 7. Learn simple fruits in different languages. 8. Draw geographic lines or mandalas. 9. Keep a torch on it. Topic 1. Land just one for a week. 90 other years, you will know 50 to my head. Okay, the we'll bad mark, the other bone, my jammy. Go to Bojai, Kabya Saya, Kabya Telegram, Google, Pinterest, Saudi, and my shabby open me. Go shy, Kabya Riga, English. ကဗျာဖြစ်ပါစေ။နောက်ပြီးတော့ဒီဂျပန်နီကဗျာဖြစ်ပါစေ။ဒီကိုရီးယန်းကဗျာဖြစ်ပါစေ။အဲဘဲဘာသာမဆိုဘဲနိုင်ငံဒေသကဗျာပဲဖြစ်ဖြစ်ပေါ့နော်။တပတ်ကိုတပုံလုံးနဲ့ဖတ်သွားမယ်။ဖတ်တယ်မဲ့တဲ့နေရာမှာလဲစာချက်တော်ကြီးမူရင်ထားမနေပဲနဲ့တရက်မှာနှခါသုံးခါကိုယ်သဘောကျတယ်လို့လေးစေးတည်နေတဲ့အချိန်ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတဲ့အချိန်အဆင်ပြေမယ်ဆိုရင်ဒီ Can Music Playlist နေတဲ့အတူ နှလုံးသားနဲ့ရင်ထဲကနေကန်စားပြီးတော့ဝလစီလုံရင်ဖတ်ကြမယ်အမ်ဒီဘက်မှာခုနှစ်ရက်ရှိရပါတော့အာ6ရက်မှဒီလိုဖတ်သွားမယ်ဆိုရင်ခုနှလုံးသားထဲမှာရောအဲအုံနောက်ထဲမှာပါဒီလိုနဲ့ကြပြလေးရထင်ကျန်နေခဲ့မှာအမှန်ပဲအဲ့တော့တပတ်တာရဲ့နောက်ဆုံး9ရက်နေ့မှာကိုရင်တဲ့နှလုံးသားထဲမှာထင်ကျန်နေရဲ့အကြပြလေးကိုခြာရေးချင်မယ်အဲကိုအတန်နဲ့ recall ချင်မယ် ဒီလိုနဲ့တစ်ပတ်နဲ့တစ်ပတ်ဇက်တိုက်ပုံမှန်လေးဖြည်းဖြည်းချင်းလုပ်သွားမယ်ဆိုရင်နောက်ဆုံးတစ်နှစ်နေရင်ကြပြပုံပေါင်း52ပုံကြီးတောင်ကိုရဲ့ရင်းနှီးနှလုံးသားထဲမှာအုံနောက်ထဲမှာပါထင်ကြနေခဲ့မှာအမှန်ပဲအဲရောစာရေးအခါစကားပြောတဲ့အခါအခမ်းအနားတွေမှာပါကိုအတုံးတဲ့တလုံးအတုံးလို့ရဲ့အခါမှာလို့တလို့ထည့်ပြီးပြောနိုင်မှာဖြစ်ပါတယ် Topic 2 Memorize can you capitals for Barrick you were northern all people you know it အဲ့တော့နိုင်ငံတွေရဲ့အထူးကမျိုးကိုတစ်ပတ်မှ၄ခုလောက်လေးမှတ်ကြမယ်။ဒီလိုမှတ်ဖို့ကဒါ pressure ကြီးဖြစ်စရာမလိုဘူး။မူစာရင်နန်းလျှောက်ရင်အရင်ဆုံးလုပ်ရင်တော့အဲပါးစပ်ပြားလေးကနေရွတ်ကြည့်ရနဲ့လောလောကိုမှတ်နိုင်တော့မှတည်ကြရဲ့။တစ်ပတ်ကို၄ခုနဲ့ရမှတ်သွားမယ်ဆိုရင်တနည်းမပြေခင်ပါပဲနိုင်ငံတွေရဲ့အထူးကမျိုးတွေအကုန်လုံးကိုကိုကတည်နေမိတာဖြစ်နေရော။ဘလောက်တောင်မှလိုက်လဲ။ဥပမာအနေနဲ့ဒီတစ်ပတ်မှာနိုင်ငံ၄ခုရဲ့ အဓိကမြို့တော်ကိုလေ့လာကြည့်မယ်။ဆွစ်ဇာလန်နိုင်ငံရဲ့မြို့တော်က Bern ၊ပြင်သစ်ရဲ့မြို့တော်ကဆိုရင် Paris ၊အိန္ဒိယရဲ့မြို့တော်က New Delhi ၊ United States ရဲ့မြို့တော်ကဆိုရင် Washington ။ဒီလိုနဲ့တပတ်နဲ့တပတ်မတူညီတဲ့နိုင်ငံတွေရဲ့မြို့တော်ကိုမှတ်သားရင်းနဲ့အမ်ကိုမတိလိုက်တဲ့အချိန်မှာပဲနိုင်ငံတွေအကုန်လုံးရဲ့မြို့တော်ကိုကိုကသိနေပြီးသားဖြစ်နေမယ်။ Topic 3 Land Consolation Start with the Winner Ones consolation ဆိုတာကြောင့်ကျဲအုပ်စုခွဲကျဲလေးတွေကပတန်းရှိတ်အဲ့လိုပုံစံလေးနဲ့ဖြစ်နေတတ်တယ်ပေါ့နော်။ဒါကပုံဝန်ထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းနေပြောရမယ်။ consolation ဆိုတာဘယ်လိုလေးရလေ့လာရမလဲ။အဲကိုနဲ့တော်တော်အလန်းဝေးရလို့ပဲထင်တတ်ကြမှာပါ။အဲတော့အလကူဆုံးမျက်စာကြမယ်။အဲဒီပေါ့ Google Night Sky or Skyward 2 to explore ဒါမှမဟုတ် YouTube ဒီလို app တွေကနေရှာကြည့်ကြမယ်။ ဂျပန်ဆောင်လေးတွေနဲ့ဒီနာမည်ကိုဘယ်လိုတွဲကြည့်ကြမလဲအာဘယ်လိုကြည့်ရမလဲဆိုတော့ဥပမာအနေနဲ့ဂျယ်လေးတွေရဲ့ပုံစံကိုကြည့်မယ်ဒီပုံတွေကဂျယ်လေးရသုံးခုတန်းနေရဆိုတော့ any take အာ orion ဆိုရင် look like a handle hue size major ဆိုရင် look like a big band leo ဆိုရင် look like a lion

ဒါကမမြင်တွေ့နိုင်တဲ့အရာကြီးလေးလာနေရမဟုတ်ဘူးလေ။အညာဘက်ကြားကောင်းငင်ယူကြည့်ပြီးတော့အယောင်တလက်လက်ဖြစ်နေတဲ့ကျယ်လေးရဲ့ပုံတတန်လေးယူကြည့်ပြီးတော့အကန်ကောင်းရင်ကိုတီထားရဲ့ consolation ကိုရှာတွေ့မယ်။ဒီလိုရှာရတဲ့အခါကျရင်ဘာနဲ့မှမလင်နိုင်တဲ့အတိမတ်ဖြူဆရာကောင်းတဲ့ဂျင်းနမှုလေးဖြစ်နေလိုက်နေပေါ့နော်။ Topic 4 Russia reveals movie and sports It helps you process what you have seen or read and strengthen memory and critical thinking. တော်ရီဘွားလေးကလေးကနေခုဒီစကားကြီးကြည်လာတာစောက်တွေဖက်လာတာဘောက်တောင်ရှိလိုက်မလဲပြန်တွေးကြည့်မယ်ဆိုတီရှကြကြီးမမိနေရရောတော်တော်ကိုရှာတယ်ဒီရောကိုကြည့်ထားရဲ့စကားကြီးကိုဖတ်ထားရဲ့စောက်တွေကိုအာကြည့်ပြီးမိသွားရောဖတ်ပြီးမိသွားရောဒီလိုတွေမဖြစ်ရအောင် စကားကြည့်ပြီးတိုင်းစောက်ဖတ်ပြီးတိုင်းပေါ့နော် short review လေးရေးမယ် ကိုကဘလို့အမ်ဘလို့အမျိုးစားမိုးဘေးပဲဖြစ်ဖြစ်ဘလို့စောင်းအမျိုးစားပဲဖြစ်ဖြစ်အမ် review shortly ရေးကြမယ်။အရေးရခါမှာဖုန်းနှုတ်မှာပဲဖြစ်ဖြစ်စောင်းမှာပဲဖြစ်ဖြစ်အမ်နှုတ်မဖို့နေရာတနေရာအတိတ်ကြာထားပြီးမှတ်ကြမယ်။ review ရေးတဲ့အခါမှာဘယ်ရစာရေးရမလဲဘလို့ရေးရမလဲဟိုရောက်ဒီရောက်တွေမဖြစ်ရအောင်ရေးတိုင်းမိခွန်းတုံးကိုရေးကြမယ်။အမ်မိခွန်းတုံးကကြတော့ what is about စကားအချင်းကပါလဲဒီစာအုပ်အချင်းကပါလဲ a rap you like or dislike အကွာဒီစကားကိုဘာလို့ကြိုက်တာလဲမကြိုက်ဘူးလဲဒီစောင်းမှာလဲကိုကဘာလို့ကြိုက်တာလဲမကြိုက်ဘူးလဲ what you like အာဒီစောင်းမှာဘာလို့တင်လိုက်ရလဲဒီစကားကြည့်ပြီးတော့ဘာလို့တင်လိုက်ရလဲစာရဲ့မိကုန်းနေမိပြီးတော့ဒါ reputationally မကြမ်းပဲပေါ့နော် topic 5 listen to iconic events get 1001 albums you might hear clearly a treasure troll timeless music from all ears at all the 1001 album you might hear before you die ဆိုရဲ့ album ကို youtube ကနေနားထောင်လိုက်ရတယ် youtube မှာရှာပြီးရင်သူက playlist လိုက်ရှာပေါ့နော်အဲ့ထဲမှာတချင်းအပုပ်ပေါင်း9000နေပါရှိတယ်အဲတချင်းတွေကလည်းတကယ်အနစ်တကြီးပဲဖြစ်တဲ့တပုတ်ချင်းစီရဲ့တန်းစင်းနေ အတန်တွေဘိုက်တွေရလည်းမတူတချင်းဆိုရဲအစိုးရတွေရလည်းမတူအများကြီးပဲတဘုံလောက်စားပြီးတော့နားထောင်လိုက်တာနဲ့ပေါ့နောက်တဲ့နားထောင်ချင်းစိတ်တွေပေါက်လာတယ်အဲဒီတချင်းနားထောင်တဲ့ခါမှာတဲ့ attention အပြည့်ဝထားပြီးတော့ no scolly မတတ်နေသွားမယ်အခုအစဉ်ပြေရဲ့အချိန်မှာတချင်းတဘုံနားထောင်ပြီးတိုင်းဒီတချင်းနားထောင်ပြီးတော့ရလိုက်တဲ့ bite instruments တွေနောက်ပြီး emotion တွေကိုခြာရင်မယ်ဥပမာအနေနဲ့ အဲဒီတချင်းသားထောင်ပြီးတော့ပျော်စရာကောင်းတဲ့ပိုင်ရတယ်။အဲခီးတွားချင်တဲ့ပိုင်ရတယ်ပုံစံရေးမယ်။ instrument မှာဆိုရင်လည်းအဲဒီတချင်းရဲ့ piano တန်လေးရပို့ပို့ရနားထောင်လောက်ကောင်းတယ်။အာစတီဖြစ်မော်အရေးမယ်ပေါ့နော်။ emotion မှာဆိုရင်လည်းအာဒီချင်းသားထောင်ပြီးတော့အင်္ဂလန်နဲ့အဲ rational note မှတ်ထားရမှာပေါ့နော်။ obviously identify plans အဲ့တော့အပင်မျိုးစားတွေခွဲပြီးတင်ထားကြရအောင် အာဘယ်လိုလုပ်ရမလဲဆိုတော့အရန်ရှိုးရှင်ပြီးတော့လွယ်ကူရယ်ခုငါ channel မှာရှိရင်အပင်လေးတွေနဲ့စာရအောင်ဥပမာနေ့စဉ်ပြန်အရွယ်လေးကိုယူပြီးတော့စာအုပ်ထဲမှာအချောက်ခံပြီးညှက်ထားမယ်အာစာရရဲ့ဘေးလေးမှာနင်းစီရွက်လို့အနှုတ်ရေးထားမယ်အဲ့လိုနဲ့ကိုသွားတဲ့နေရာတိုင်းမှာရှိရဲ့အရွက်တွေဖြည်းဖြည်းပန်းမွေနေဖြည်းဖြည်းယူပြီးစာအုပ်ထဲမှာညှက်ပြီးတော့အရွက်မျိုးစားပန်းမျိုးစားနာမည်ကိုနှုတ်မှတ်ထားမယ် ဒီလိုပန်းပွင့်လေးတွေအရော်လေးတွေကိုညှပ်ဖို့စာအုပ်တော့အုပ်တော့ထားဖို့လိုမယ်နော်ကော်မတီရဲ့အရက်တွေပန်းပင်တွေတွင်ရင်အာ planets or sea by naturalist and sorry update ကနေရှာကြည့်လို့ရပါတယ် topic 7 land simple fruits in different languages အော်စကားအစုအလေးတွေကိုဘာသာစကားအများကြီးနဲ့လေ့လာကြမယ်အဲသမင်းစာရေးတောက်လေကူရိုးရှင်းတာခါကြီးစလေ့လာကြမယ် တပတ်ကိုမတူညီရဲ့ဘာသာစကား၅မျိုးနဲ့ phrase တခုလေ့လာကြမယ်။ဥပမာအနေနဲ့ဒီတပတ် hello ကိုစာပြီးလေ့လာကြမယ်။အဲကိုရီးယားမှာဆိုရင်အညွန်ကစီယော။ Japanese မှာဆိုရင် konnichiwa ။အ Spanish မှာဆိုရင် hola ။ Chinese မှာဆိုရင် ni hao ။ Thai မှာဆိုရင် sawadika ။အဲဒီလိုမျိုးပေါ့တပတ်မှာ မတူညီရဲ့ဘာသာ၅ခုရဲ့ phrase လေးတွေကိုပေါ့ပေါ့ပါပါလေ့လာကြကြမယ်။ be A. Draw new graphic lines or mandalas. It's not about the S, but about the meditative chemical process that is at the mind in boost progress. ဒီလိုမျိုး uh, new graphic line တွေဆိုရဟာဆိုရင်အနုပညာကြောင့်မဟုတ်ပါဘူးအဒါစိတ်ကို in ကြံတည်နေစေပြီးတော့အာယုံစုဆိုင်မှုကိုမြင့်တင်ပေးနိုင်လို့ပဲပေါ့နော်အသူကတရားထိုင်လို့စိတ်အေဂျင်စီရဲ့လုပ်ငန်းစဉ်တကူလဲအုံမြဖြစ်တဲ့ပေါ့နော် အဲ့တော့ဒီလိုက်ရီကိုဘယ်လိုဆွဲရမလဲဆိုတော့ကွာဒီမြင်းကြောင်းပဲဖြစ်ဖြစ်မြင်းကွေးပဲဖြစ်ဖြစ်ဆွဲကျင်တဲ့နေရာကနေစားဆွဲလိုက်အဲဒီကြောင်းမိတဲ့ကြောင်းဆွဲကျင်တယ်လို့ဆွဲတော့လိုက်ပါတော့ပြီးတော့အယောင်ချေကြမယ်ကိုချိုက်တဲ့အယောင်ကိုချေကျင်တဲ့နေရာမှာကိုချေလိုက်အာဒီလိုဆွဲရတဲ့ချစ်သားတွေအယောင်ချေရတဲ့မှာလဲဝလာစီဖြစ်ဖို့ပဲပေါ့နော်ပာဖက်ရှင်ဖြစ်ဖို့မလို့ ာဒီလိုပြီးရလိုက်ရစက်ကတရားထိုင်လို့ပဲစိတ်ထဲကအတွေ့အကြုံခဏရက်တန်းစီပြီးတော့အဲစေရောကိုပါအေဂျင့်တင်ရင်စီရဲ့ရစက်ကိုရရှိရပေါ့ Topic 9 Keep a tall journey Write out one meaningful thought or question each day is boring ကဲအသေးချာနဲ့ရေးကြမယ်ရေးရနေရာမှာဖုံးတမမို့စာအုပ်နဲ့အဆင်ပြေတာနဲ့ရေးမယ် ရေးရဲ့အခါမှာတနိတာရဲ့ဖြစ်ချောင်းကုန်စင်တွေကိုအကုန်လုံးခြာရေးစရာမလို Just for fun Austin Bebe ရေးကြမယ်။ဂျာနေရေးရဲ့အခါမှာမိကုန်းတွေထုတ်ပြီးရေးကြမယ်။ဒီမှာထုတ်ရမယ့်မိကုန်းတွေကခိုထုတ်ချင်တဲ့မိကုန်းခိုတနိတာမှာတက်ဆိုင်တဲ့မိကုန်းတွေကိုတနိနဲ့တနိမတူညီရဲ့မိကုန်းတွေထုတ်ပြီးသွားလို့ရတယ်။တနေ့မှာ၃ခုလောက်အနည်းဆုံးထုတ်မိပြီးတော့ကိုယ့်ရဲ့ဂျာနယ်ကိုရေးတင်တယ်။မိကုံးလေးထုတ်ပြီးတော့ ါရေးသွားမယ်မိငုံးလေးမေးပြီးကိုအနယ်ကိုအဖေလေးပြေးပြီးရောဒါအတေးချာနဲ့ရေးသွားမယ်ဆိုရင်ကိုရဲ့တနေ့တာရဲ့ memory လေးရာကိုစီမှာ အမြင်ရှိနေမှာပေါ့နော်ကဲ I have this damn your smarts council မှာရှိရဲ့ help လေးတွေကို အချိန်အများကြီးယူပြီးစိတ်ပင်ပန်းစရာဖြစ်အောင်လုပ်စရာမလိုပါဘူးနော် ဒီလိုလွယ်ကူရိုးရှင်းတဲ့ helplessly တွေကိုတရက်မှ10မိနစ်လောက်ပဲနေတိုင်းပုံမှန်လေး step by step လုပ်သွားမယ်ဆိုအာတရက်ပြီးတရက်တစ်ပတ်ပြီးတစ်ပတ်တစ်လပြီးတစ်လဒီလိုနဲ့ဖြစ်ဖြစ်မှန်မှန်လေးလုပ်သွားရင်းနဲ့အာကိုကဘလောက် smart ဖြစ်လာတယ်ကိုတိရရဘလောက်များလာတယ်ကိုတိရရဘလို့အတုံးဝင်လာရဲဆိုတော့ကိုပဲအတူဆုံးဖြစ်လာမှာပါနော် အာဒီ heavily တွေကကိုယ့်ရဲ့ matter by ဒီ knowledge by emotion by ညေကိုပို့ပြီးတော့အားကောင်းစေမှာအမှန်ပဲဒါကြောင့်ကိုက habit အကုန်လုံးကိုမလုံးနိုင်တာပေါ့ကိုတဘောအကြဆုံးကိုအတွက်အလွယ်ကူအရရှင်ဆုံးကနေစပြီးတော့လုပ်ကြည့်ပြီးတော့ပါနော်တဖြည်းဖြည်းနဲ့ဘာတွေခြားနာသွားလဲဆိုတော့တတိတာကြည့်အောင်ပါဒါကြောင့် night habit တမယူ smarter topic တကူချင်းစီကိုချင်းလန်းတလန်းချင်းလန်းပြီးတော့ဘလောက်ကြီးကြီးမားမား နိုင်နိုင်တော့မလဲလို့ကိုယ်တိုင်လုပ်ကြည့်ဖို့တိုက်တွန်းရင်းနဲ့အဲဒါယာရဲ့နေရာလေးပါဆိုင်နေကြပါစေလို့ကျေးဇူးတင်စကားနဲ့အတူထပ်ပြောရင်းနှုတ်ခွန်းဆက်လိုက်ပါရဲ့ရှင်။